hello guys အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ eat with fuel page လေးမှာပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော်ကြားထဲမှာဗီဒီယိုလေးတွေလည်းမတင်မြစ်တာချာနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေ့မှာအမဲသားကိုမြန်မာ style လေးချက်ပြမှာပဲဖြစ်ပါရယ်ခင်ဗျာကဲဆိုတော့ကျွန်တော်တို့စချက်ပါမယ်အမဲသားလေးကိုအရင်ဆုံးပြင်ဆင်ပါမယ်အမဲသားလေးကိုဒီနေရာမှာကျွန်တော်ပါကစ္စတန် beef သုံးထားပါရယ်အနူးလွယ်လို့ပါခင်ဗျာကဲစချက်ဖို့အတွက်အသား marinate လုပ်ပါမယ်ကျွန်တော်စနွေးမုန်နှဲငယ်ထည့်မယ်ပြီးရင်ငရုတ်တိအယောင်တင်မုန်နှဲငယ်ထည့်ပါမယ် ကဲဒီမှာမဆလာမောင်းလေးနဲ့ငယ်တုံးပါမယ်မဆလာမောင်းကတော့ကျွန်တော်၄မျိုးဆက်တဲ့မဆလာမဟုတ်ပဲနဲ့ကီမင်းပေါင်တာတစ်မျိုးတည်းကိုတုံးထားပါတယ်ပြီးရင်တော့ကျွန်တော်အချိုမောင်းလေးနဲ့ငယ်တုံးပါမယ်အချိုမောင်းကတော့တန်ဆေးလွန်ပြီးဖြစ်တဲ့အကြောင်းအများကြီးမတုံးပါနဲ့ပြီးရင်ကျွန်တော်စားလေးနဲ့နှင်းငယ်ထည့်ပါမယ်ခင်ဗျာငံမြိုင်လေးလေးကျွန်တော်နှင်းငယ်တုံးပါမယ်ခင်ဗျာမြန်မာစတိုင်ချက်မှဖြစ်တဲ့အကြောင်းမလို့ငံမြိုင်လေးရမှာပါမှာဖြစ်ဖြစ်ပါတယ် ပြီးတော့ရင်တော့အသားကိုစီလေးနှဲငယ်ထည့်ပြီးတော့မှကျွန်တော်တို့နှမ်းဆက်အောင်ဒေချာနယ်ပြီးအရသာတွေဝင်နေအောင်နယ်နယ်ထားပြီးပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ဘူးတဘူးထဲမှာထည့်ပြီးတော့မှအသားလေးတွေကိုတ냐ရေခဲတရားမှာထည့်ပြီးတော့မှတင်ထားလိုက်ပါမယ်ဘောင်ပစ္စည်းတွေအနေနဲ့ကတော့ဂျင်းချက်သွန်ဖြူချက်သွန်နီဇက်ပလင်နဲ့ကျွန်တော်ငရုတ်တီးခွဲချမ်းပတ်တီတွေကိုလည်းရေစိမ့်ပြီးပြင်ဆင်ထားလိုက်ပါမယ်အဲ့ဒါတွေကိုတော့ကျွန်တော်အချိန်ကုန်သက်သာအောင်ဘလန်ဒါနဲ့အားလုံးကြောပြီးတော့ချိန်လိုက်ပါမယ် ကဲဆိုတော့စချက်မယ်ပေါ့နော်အဲ့တော့မီးလေးကိုမီးဖွင့်မယ်မီးဖွင့်ပြီးွားရင်မီးမြင်းမြင်းလေးထားပြီးတော့ကျွန်တော်ကလေးကိုပူအောင်ရင်ထဲလိုက်ပါမယ်အိုးပူလာပြီဆိုရင်တော့ကျွန်တော်စီလေးနဲ့ငယ်ထဲပါမယ်ခင်ဗျာစီလေးထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကြက်သွန်အဖြူလေးကိုအရင်ဆုံးစားပြီးစီတတ်ပါမယ်အဲ့နာမှာကြက်သွန်လေးဖိတ်သွားတာတော့တီးခတ်မိကြည့်ပြီပါကြက်သွန်အဖြူနဲ့ဂျင်းလေးကိုစီတတ်ပြီးရင်တော့ကျွန်တော်ခုနရောချိတ်ထားတဲ့ကြက်သွန်အနီနဲ့ငရုတ်တီခွဲချမ်းဘက်လေးကိုပါထည့်ပြီးတော့မှစီတတ်ပါမယ် ဒီနေရာမှာကျွန်တော် အနံလေးမှွေးစီဖို့အတွက်ကိုကျွန်တော်ဇက်ပလင်လေးတုံးပါတယ်ဇက်ပလင်ကိုပါပါလီထားတာလေးရောခောက်ပြီးတော့ထည့်တဲ့ဟာလေးကိုကျွန်တော်ရောပြီးတော့မှထည့်ပြီးစီးသက်ပါမယ်အနံလေးမှွေးစီဖို့အတွက်ပါ okay ခဏလောက်စီတက်ပြီးတဲ့အခါမှာတော့ကျွန်တော်အသားလေးတွေကိုထည့်ပြီးတော့စားချက်ပါမယ်အသားလေးတွေကိုစီတက်ထားတဲ့ထည့်ကိုထည့်လိုက်ပါပြီးရင်တော့တခါရေရေတမ်းမထည့်ပါနဲ့အဲဒီစီတက်ထားတာလေးနဲ့ခဏလေးလုံပြီးတော့တည်ထားပေးလိုက်ပါ ပြီးတော့အင်းသူတွေကအစီရေကြီးတွေနည်းနည်းထွက်လာတဲ့အချိန်ကျမှသာအသားမျိုးယုံပမာဏရေထည့်ပြီးတော့မှအိုးလေးကိုစူအောင်တဲပေးပါမယ်ခင်ဗျာဒီနေရာမှာတော့ကျွန်တော်45မိနစ်လောက်အသားလေးကိုတဲလိုက်ပါတယ်45မိနစ်ကြာတဲ့အခါမှာတော့အရသာရှိပြီးစာဂျင်စပွဲအမဲသားဟင်းလေးကိုရရှိမှာပဲဖြစ်ပါတယ်ကြီးစုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်